ားလုံးမင်္ဂလာပါအဝင်းဟိန်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့မုတ်ဖုတ်ဆိုတာရဲ့အစွမ်းထက်ပြီးလက်တွေ့ကျတဲ့အံပွဲကောင်းကျိုး9မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီနေ့တင့်အိမ်မှာတံပိုးထားမခံရပဲရှိနေတဲ့အစွမ်းထက်ပစ္စည်းလေးတစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်အဲ့ဒါကတော့မုတ်ဖုတ်ဆိုတာဘူးလေးပါပဲဈေးပေါ်ပေါ်နဲ့ရနိုင်တဲ့ဒီမုံလေးဟာတင့်ပစံအများကြီးတုံးပြီးဖြည့်ရှင်းရမယ့်ပြဿနာတွေကိုအလွယ်တကူကူညီနိုင်ပါတယ်တဲ့အတွက်အရင်ကတည်းကတည်ထားခဲ့တဲ့ ရိုးရှင်းတဲ့အကြောင်းလေးကိုမျှဝေပေးခြင်းပါတယ်။သိပ္ပံနိကြဆိုဒီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့မုတ်ဖုတ်ဆိုတာဟာအကလီဓာတ်အပျော်စားဖြစ်ပါတယ်။ဒီရိုးရှင်းတဲ့ဂုဏ်သတ္တိကပဲသူ့ရဲ့အစွမ်းရဲ့နောက်ွယ်ကလို့ချက်ပါပဲ။သူက acid ဓာတ်တွေကိုဓာတ်ပြည့်စည်ပြီးညင်ညင်သာသာပွတ်တိုက်ဖယ်ရှားပေးပါတယ်။သူ့ရဲ့အစွမ်းကိုတဆင့်ချင်းစီကြည့်လိုက်ရအောင်။နံပါတ်1ရင်ပူခြင်းအတွေ့မြန်ဆန်ပြီးရေတိုးတက်တာစေတဲ့ဓာတ်ပြည့်စည် antacids ဂျင်းပူဒါဟာအစာအိမ်တဲကအက်ဆစ်တွေကအစာပြွန်စီကိုပြန်ဆန်တက်လာလို့ဖြစ်တာပါမုတ်ဖုတ်ဆိုတာကတဘာဝအက်ဆစ်ဓာတ်ဖြည့်စီဖြစ်ပြီးသူ့ရဲ့အယ်ကာလီဓာတ်ကအစာအိမ်အက်ဆစ်ကိုချက်ချင်းဓာတ်ပြယ်စီတဲ့အတွက်မြန်မြန်ဆန်ဆန်တက်တာစေးပါတယ်အဆင့်ဆင့်ပြုတ်လို့နီးမုတ်ဖုတ်ဆိုတာလက်ဖေးစုံတဝက်ကိုရေဖန်ွက်အပြည့်ရှစ်အောင်စမှာထည့်ဖြော်ပြီးတဖြည်းဖြည်းချင်းတောက်ပါ ရုပ်တရက်ဖြစ်တဲ့တာမန်ယင်ပူခြင်းအတွက်ပဲရံဖာရံခါအသုံးပြုပြီးနေ့စဉ်မသုံးသင့်ပါဘူ သူတင်နာပြုချက်များအရာမုတ်ဖုတ်ဆိုတာဆိုဒီယမ်ဘိုင်ကာဘိုနိတ်ဟာအစာအိမ်အက်စစ်ကိုဓာတ်ပြယ်စေပြီးယောဂါလက္ခဏာကိုလင်းလင်းမြန်မြန်တက်တာစေပါတယ်ဂျေရိုသုံးဆွဲရမှာထိရောက်ကြောင်းအထောက်ထားတွေရှိပေမဲ့ဆရာဝန်ညွှန်ကြားထားတဲ့အက်စစ်ပြန်ဆန်တက်ခြင်းအတွက်ကုထုံးနေရာမှာအစာထိုးလို့မရပါဘူးအထူးသဖြင့်စားလျှော့စားနေရသူများတွေးရိုးယောဂါရှိသူများဓမ္မမဟုတ်ဆေးဝါးတချို့တောက်တုံးနေရသူများအနေနဲ့ ရှောင်ကျင်သင့်ပါတယ်ဓမ္မမဟုတ်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်နံပါတ်1သွားသန့်စင်ရေးနဲ့သွားဖြူဖွေးစီရန်အတွက်အထောက်ကူပြုခြင်းအဆင့်ဆင့်ပြုလုပ်ခြင်းစိုးနေတဲ့သဘွတ်တံပေါ်ကိုမုတ်ဖုတ်ဆိုတာအနေငယ်ဖြူပါဓမ္မမဟုတ်မုတ်ဖုတ်ဆိုတာပါဝင်တဲ့သွားတိုက်ဆေးကိုအသုံးပြုပါ2မိနစ်ထဲမှာပိုရဲညင်သားစွာတိုက်ပြီးအလွန်ကျုံပုတ်တိုက်မိတာမျိုးမဖြစ်စေရန်တပတ်ကိုတစ်ကြိမ်နှစ်ကြိမ်သာအသုံးပြုပါ ုတင်နာပြုချက်များအရမုတ်ဖုတ်ဆိုရာရဲ့အနှဲငယ်ပွတ်တိုက်နိုင်တဲ့ဂုံတက်တိနဲ့အေဂါလီဓာတ်ကသွားမျက်နှာပြင်ပေါ်ကအစွန်းထင်းတွေကိုဖျက်ရှားပေးပါတယ်။သွားချေးတွေကိုပိုမိုရော့ကျစေနိုင်ကြောင်းလေ့လာမှုတွေကဖော်ပြပါတယ်။ပုံမှန်ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးနဲ့အတူ တွဲသုံးရင် ထိရောက်ပေမဲ့အလွန်ကျွံသုံးရင်တော့သွားရဲ့ကျွေလွှာကိုပွန်းစားသွားနိုင်တယ်လို့တဖုံးတွေကိုလည်းရရစေနိုင်ပါတယ်။နံပါတ်3ခန္ဓာကိုယ်နဲ့အဝတ်အစားတွေအတွက် တဘာဝအနှံ့ပြောက်စေဆင့်ဆင့်ပြုလုပ်နည်းဂျိုင်းအတွဲမုတ်ဖုတ်ဆိုတာအနှဲငယ်ကိုလက်နဲ့ခတ်ဖောက်ဖောက်ပိုလိမ့်ပါဒါမှမဟုတ်အနှစ်ပုံစံမုတ်ဖုတ်ဆိုတာအပေါင်းရေဆက်အနှဲငယ်ပြုလုပ်ပြီးခဏလိမ့်ထားပါအတုံးမပြုတ်ခင် အရေပြားနဲ့တဲ့မတဲ့အရင်ဆန်းသက်ပါအဝတ်လျှော်ရင်အနှံ့အသက်တွေပျောက်စေဖို့အဝတ်လျှော်ဆက်သေးကိုခွတ်တဝက်ခံထည့်ပါ သူ့စင်နာ ပြုချက်များအရာ မုတ်ဖုတ်ဆိုတာက acid တက်ပါတဲ့ အနံ့မော်လီကျူးတွေကိုဓာတ်ပြည့်စီပြီးအနံ့တွေကိုစုပ်ယူပေးပါတယ်အနံ့ဆိုးပြဿနာအများစုအတွက်ပြင်းတဲ့ဓာတုဘေးရတွေအစားသုံးဆွဲနိုင်တဲ့ဘေးကင်းပြီးဈေးသက်သာတဲ့အစားထိုးပစ္စည်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အချို့လူတွေအတွက်ထိခိုက်လွယ်တဲ့အသားရည်ပိုင်ရှင်တွေအတွက်တော့ရားရံမှုကိုဖြစ်စေနိုင်ပါတယ်နံပါတ်၄ဘေးကင်းပြီးထိရောက်တဲ့အိမ်သုံးနှံ့စင်ဆေးနဲ့အစွန်းချွတ်ဆေးအဆင်ဆင်ပြုလုပ်နည်း ဘေးစင်မိဘူစတာတွေကိုတိုက်ချုပ်ဖို့ဒါမှမဟုတ်အစွန်အထင်းအပျော့စားတွေကိုဖယ်ရှားဖို့အနှစ်ပြုလုပ်ပါ မုတ်ပုတ်ဆိုတာ၃စရည်တစအနှစ်ကို7မိနစ်15မိနစ်ခန့်တုတ်လင်းထားပြီးရဲ့နောက်တိုက်ချုပ်ပြီးရည်စည်းချပါသူ့ဒေနာပြုချက်များအရာ မုတ်ပုတ်ဆိုတာဟာအပျော့စားပွတ်တိုက်ပစ္စည်းနဲ့ base အပျော့စားဖြစ်လို့အစွန်အထင်းအစီနဲ့အညစ်အကြေးတွေကိုအစိတ်ငွေမရှိဘဲဖယ်ရှားပေးနိုင်ပါတယ်အိမ်တန်ရှင်ရဲ့အတွက်တွင်တွင်ကျယ်ကျယ်အကြံပြုထားပါတယ် ပြင်းထန်တဲ့ဓာတုပစ္စည်းတွေနဲ့ရှင်ရင်ပတ်ဝန်းကျင်အတွက်ကိုသင့်တော်ပါတယ်။နံပါတ်၅ရားရံတဲ့အရေပြားအတွက်သက်သာစီတဲ့ရေချိုးနည်းအဆင့်ဆင့်ပြုလုပ်နည်းရေနွေးမပူလွန်းတဲ့ရေချိုးကံတဲကိုဝတ်ဖုတ်ဆိုတာခွက်ရဲ့လေးပုံတစ်ပုံဒါမှမဟုတ်တဝက်ခံထည့်ပြီး7မိနစ်မိနစ်20ခန့်စိတ်ပါပြီးရင်အရေပြားကိုမျက်နှာတုပ်ပွားနဲ့ဖွက်ဖွက်တုပ်ပြီးဆူဆွတ်စေတဲ့အရေပြားလိုရှင်လိမ့်ပါသူ့ဒေနာပြုချက်များအရာ ဘိုင်းကာဗွန်နိတ်ပါတဲ့ရေချိုးခြင်းက အရေပြားရဲ့ pH ကိုပြန်လဲထိမ့်ညှိပေးပြီးရာယာမှုကိုဖြစ်စေတဲ့အရာတွေကိုရော့ကျစေတဲ့အတွက်ရာယာမှုကိုတက်တာစေကြောင်းဆေးဘက်ဆိုင်ရာနဲ့ကိုရိအချက်လက်တွေအများသိရပါတယ်။အရေပြားမှာအနာရှိသူတွေဒါမှမဟုတ်နှင်းကူအပြင်းထန်ရှိသူတွေကတော့ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။နံပါတ်6ပြင်းထန်ပြီးအချိန်တိုလေ့ကျင့်ခန်းများအတွက်စွမ်းဆောင်ရည်နှင့်တင်ပေးခြင်း ဆင့်ကျင်ပြုလုပ်နည်းစိဘက်ဆိုင်ရာကြီးကြပ်မှုဖြစ်တုံးဆွဲရာကြံပြုပါတယ်အားကစားသမားတွေဟာတင်ရန်တခါပြင်းထန်တဲ့လိကျင်ခံမလုပ်ခင်မုတ်ဖုတ်ဆိုတာကိုတောက်တုံးကြပါတယ်သူတည်နာတွေမှာတုံးတဲ့ပမာဏကတော့ခနာကိုအလေးချိန်1ကီလိုဂရမ်လျင်ဓာတ်သမာ2ကနေဓာတ်သမာ3ဂရမ်ဖြစ်ပြီးလိကျင်ခံမလုပ်ခင်မိနစ်60 90ကြိုတင်တောက်တုံးကြပါတယ်ဒါကအစာအိမ်ကိုမိမိမသာဖြစ်စေတဲ့အတွက်ဆေးဘက်ဆိုင်ရာဒါမှမဟုတ်အားကစားအဟာရလမ်းညွှန်မှုရယူသင့်ပါတယ် သူ့စေနာပြုချက်များအရဆိုဒီယမ်ဘိုင်ကာဗိုနိတ်ဟာကြွက်သားတွေမှာအက်ဆစ်ဓာတ်တွေစုပုံလာတာကိုထိညှိပေးနိုင်ပါတယ်ဒီလိုလုပ်တဲ့အတွက်တမနစ်ကနေပြီး7မိနစ်ခန့်ကြာမြင့်တဲ့အားကစားပြိုင်ပွဲတွေမှာစွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်ကြောင်းသူ့စေနာများစွာကဖော်ပြပါတယ်အကျိုးကျေးဇူးကလူတူဦးနဲ့တူမတူညီနိုင်သလိုတောက်သုံးရမယ့်ပမာဏကိုတေးချမချိန်ဆနိုင်ရင်ဗီဒီယိုဆိုးကျိုးတွေဖြစ်တဲ့ပြုတ်အန်တာဝန်းလျှောတာတွေဖြစ်လာနိုင်ပါတယ်နံပါတ်9 တတိဝလာနဲ့ဟင်းဒီဟင်းရွက်တီစေကျော်ခြင်းနဲ့မျက်နှာပြင်ပေါ်ရှိအကျွင်းကြံများဖယ်ရှားခြင်းအဆင့်ဆင့်ပြုလုပ်ဤမုတ်ဖုတ်ဆိုတာလဖေးစုံတစွန်းခန့်ကို ရေတလီတာဒါမို့ရင်ဇလုံးတစ်လုံးစာထဲမှာဖြော်ပြီးတတိဒါမှမဟုတ် ဟင်းဒီဟင်းရွက်တီကို7မိနစ်15မိနစ်ခန့်စိန်ထားပါပြီးတဲ့နောက်ရေပိုက်ဖွင့်ပြီးတေချာစီးကျော်ပါ သူ့ဒေနာ ပြုချက်များအရဘိုင်ကာဗိုနိတ်ဖြော်ရည်ဟာ ပိုးတက်စီအကျဉ်းချံအချို့နဲ့မြင်းနှပင်ပေါ်ကအညစ်အကြေးတွေကိုပုံမူထိရောက်စွာရောကြဈေးနိုင်ကြောင်းထိမ့်ချုပ်လေ့လာမှုတွေကပေါ်ပြထားပါတယ်။ဒါဟာတည်တည်ဥလံတွေကိုတန့်စင်ဖို့အန္တရာယ်နည်းတဲ့ညီလန်းဖြစ်ပါတယ်။အထူးရေးကြီးတဲ့ဘေကင်းရေးအချက်များနံပါတ်၁မုတ်ဖုတ်စော်ရာမှာဆိုဒီယမ်စားတက်မြန်မာစွာပါဝင်ပါတယ်။သွေးရောယောဂ၊နှလုံးယောဂ၊ကြောက်ကရောဂါရှိသူများနဲ့ ဆိုရင်ရှော့ဆားရညွန်ကြားခံထားရသူများအနေနဲ့ဆရာဝန်ညွန်ကြားချက်မရှိဘဲတောက်တုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။နံပါတ်1နာတာရှည်ဖြစ်ကြတဲ့ကျန်းမာရေးပြဿနာများဥပမာ acid ပြန်ဆန်တက်ခြင်းအရေပြားရောင်ရမ်းခြင်းပိုးဝင်ခြင်းအတွေ့မုတ်ဖုတ်ဆိုတာကိုရေရှည်ကုထုံးအဖြစ်မသုံးဆွဲပါနဲ့ဆရာဝန်နဲ့ပြသပါ။နံပါတ်3အရေပြားတွေအသုံးမပြုခင်တဲ့မတဲ့ကိုအမြဲစမ်းသပ်ပါ။ဒီရေခြင်းပူဆတ်ခြင်းဒါမှမဟုတ်ရားရံခြင်းဖြစ်ပေါ်ရင်အသုံးပြုခြင်းကိုရပ်တန့်ပါ။ ်နံပါတ်၄အားကစားအတွက်တောက်တုံးမယ်ဆိုရင်အားကစားဆရာဝန်ဒါမှမဟုတ်ဟာရပညာရှင်နဲ့တိုင်ပင်ပါအစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာပြည်တွယ်စိုးကျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်၅ခလေးတွေနဲ့လက်လန်းမမီတဲ့နေရာမှာထားပါမတော်တဆပမာဏများများမျိုးချမိတယ်ဆိုရင်အန္တရာယ်ရှိနိုင်ပါတယ်မိုးပုတ်ဆိုတာဘူးလေးဟာအစွမ်းထက်ဘေးကင်းပြီးဈေးသက်သာတဲ့လက်နက်တစ်ခုပါအခုတော့သင်ဟာဒီလှိုးဝှက်ချက်တွေကိုသိသွားပါပြီ အတုံးချကြည့်ဖို့ပဲကြံပါတော့အစားအဆုံးချစ်ချွာပေးပြီးတော့ကျေးဇူးပြန်ပါတယ်နောက်တော့ဘယ်လိုကူရှိနိုင်ဖို့ site ကိုတင်ပြရပါပါမြတ်တရရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစီစဉ်ပါတယ်လူသားအားလုံးလွတ်လပ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့တောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် happy birthday